2025ရဲ့နောက်ဆုံးလောက်ကိုရောက်ပြီဆိုတော့ဒီနှစ်အတွင်းမှာကိုကကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဘာတွေလေးလာပြီးသွားပြီလဲအခုထိကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဘာမှမသိသေးဘူးဆိုလို့ရှိရင်တော့2000နောက်ပိုင်း2026မှာကိုကတေချာပေါက်နောက်ကျဇန်နေခဲမှာတေချာပါပဲเนาะအဲ့တော့ကိုကကွန်ပျူတာနဲ့ပတ်သက်ပြီးတော့နောက်ကျဇန်နေခဲခြင်းမို့ဆိုလို့ရှိရင်လာမယ့်နှစ်အတွင်းမှာစိတ်သစ်လို့ဒေခွန်အပြည့်နဲ့အလောက်ကန်ခွန်လန်းကောင်းနဲ့ရရှိဖို့ရအတွက်ကွန်ပျူတာကိုအခြေခံကနေစပြီးတော့လေ့လာဖို့ရအတွက် KNC ကွန်ပျူတာစင်တာမှာဒီဇင်ဘာလအတွက်တန်းခွင့်တလေးတွေဖွင့်ထားလိုက်ပါပြီရှင်။စာစနာရဲ့ ဒီဇင်ဘာလမှာဆိုလို့ရှိရင်အတန်းခွေတစ်လေးကနှစ်ခုဖွင့်ထားပေးပါတယ်။တော့၁၆ရက်နေ့မှာအတန်းခွေတစ်လေးတစ်ခုစောက်ဖွင့်ပါမယ်။နောက်ပြီးတော့၂၃ရက်နေ့မှာအတန်းခွေတစ်လေးတစ်ခုဖွင့်ပါမယ်ရှင်။အဲ့တော့အတန်းခွေချစ်ရနိုင်တဲ့အချိန်လေးတွေကတော့မနက်ပိုင်း9:00နာရီ၈ခွဲ၈ခွဲ၁၀၁၀ ,7 ခွဲ7ခွဲ1အဲ့တော့ညကမှဆိုလို့ရှိရင်2ခွဲ4 4နာရီ5ခွဲ5ခွဲခုံပေါ့နော်။အတန်းချိန်လေးတွေကတစ်ချိန်မှာတဏှာဦး9ဦးသာလက်ခံမှာမို့လို့လိုချင်တဲ့အတန်းချိန်လေးတွေရဖို့ကြိုးအပ်ထားမယ်လို့မမေ့ရနော်။ ျေးဇူးများကြီးတင်ပါတယ်ရှင်။